င်လာပါရှင်ကျွန်မတိကပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့အချိန်အခါမဟုတ်မိုးရွာနိုင်မဲ့သတိပေးချက် အမှတ်စဉ်14မြင်းဆောင်2025ကိုထုတ်ပြန်ပေးပါမယ်2025ခုနှစ်ဧပြီလ17ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်ည9:00နာရီချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန်ညနေ6:00နာရီခွဲချိန်တိုင်းထွာချက်တွေရကပ်ပလီပင်လေပင်နဲ့ဘင်္ဂလားပင်လေအော်ရောကလေနွေးတွေနဲ့ တရုတ်ပြည်မှာကြီးပေါ်မှာရှိတဲ့လေဖိအားကြီးရဝန်းဒေသကရွေးရှားလာတဲ့လေအေးတွေတွေ့ဆုံတာကြောင့်လည်းအရှိတ်ကရွေးရှားလာတဲ့လေဝေလိုင်းတွေရဲ့အရှင်ကြောင့်လည်းအပူပြန်တက်တိမ်တွေဖြစ်ထွန်းမှုအားကောင်းလာကြောင်းလည်းဒီနေ့ညကနေ16ရက်လ2025ရက်နေ့အထိ နေပြီးတော့ရှောင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီး၊တရဲနိုင်တိုင်းဒေသကြီး၊ကချင်ပြည်နယ်၊တရားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာနေရာစိစိကနေနေရာအနှံ့ပြမိုးထစ်ကြုံရွာသွန်းပြီးတော့တချို့ဒေသတွေမှာနေရာကွက်ပြီးမိုးကြီးပါမယ်။အကြံပြုချက်အနေနဲ့ကတော့ပြည်သူတွေအနေနဲ့အချိန်အခါမို့မိုးရွာသွန်းတာနဲ့အတူတူနေပြင်းတွေတိုက်ခတ်တာ၊မိုးထစ်ကြုံတာ၊မိုးကြိုးပြစ်တာ၊ညစ်စီလက်တာ မိုးသီးကြွေတာနဲ့မြေပြိုတာစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ဖို့အကြံပြုလာတာဖြစ်ပါတယ်ရှင်။ဒါအပြင်လေကြောင်းမိုးလေဝသဥွေဖြူဟန်ကလည်းပဲကြိုတင်ခံမှန်းပေးထားတဲ့အတိုင်းပဲမြန်မာနိုင်ငံတောင်ပိုင်းနဲ့အေရီတိုင်းရန်ကုန်တိုင်း ပကိုးတိုင်းမှာမိုးလေလျှက်စီးတွေဖြစ်ပေါ်နေတဲ့အကြောင်းဖော်ပြပေးပါမယ်။စစ်တရက်လေလာ2025ရက်နေ့မိုးလေညနေ4နာရီ23မိနစ်ချိန်မှာအခုလိုထုံပြန်ခဲ့ပါတယ်။လေပြင်းအားနဲ့ရန်ဝန်ကြောင့်မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေဖြစ်ကြတဲ့တရဲနာရီတိုင်းဒေသကြီးမော်ပြင်းနဲ့ကရင်ပြည်နယ်၊ ERI တိုင်းဒေသကြီးရန်ဝန်တိုင်းဒေသကြီးနဲ့ပကိုးတိုင်းဒေသကြီးတွေမှာတော့နောက်တစ်နာရီအတွင်းမှာမိုးရွာသောနာတွေနဲ့အတူတူလျှက်စီးလက်တာမိုးထစ်ကြုံတာနဲ့လေပြင်းအန်နဲ့အနှဲငယ်ဖြစ်ပေါ်လာနိုင်တယ်လို့သိပေးခဲ့တာဖြစ်ပါတယ်။ ဒါအပြင်မိုးလီဝတာသူတွေဒီအွန်လိုင်းကလည်းဘင်္ဂလားပင်လယ်ော်ကဒီဖြစ်အားနဲ့ရှောင်းကတော့ last month အာရော့သွားပြီဖြစ်တဲ့အကြောင်းနဲ့အိန္ဒိယမိုးလီဝတာဌာနကထုတ်ပြန်ထားတာဖြစ်ပါတယ်။နောက်လာမယ့်နေ့ရက်အတွင်းမိုးရွာနိုင်တဲ့အခြေအနေကိုလည်းဧပြီလ17ရက်ညနေ6:45မိနစ်အချိန်မှာ Meteo Blue Marty Model Focus ရာအခုလိုခံမှန်းခဲ့တာဖြစ်ပါတယ်။မိုးလုံးများနိုင်တဲ့ငလျင်တန်တဲ့ဒေတာတွေကတော့ လာမယ့်အပယ်လာ73ရက်နေ့14ရက်နေ့15ရက်နေ့တွေအတွင်းမှာနေပြီးတော့ပဲခူးတိုင်းတောင်ကိုစွာထတ်တပင်ပဲခူးတိုင်းအရှိချမ်းပြီးပဲခူးနောက်ချမ်းနေမှာ24နာရီအတွင်းမိုးရေချိန်30မီလီမီတာနဲ့အထက်မိုးထစ်ချုံပြီးတော့ရွာသွန်းပါမယ်။ငလင်တန်သစ်မန္တလေးတိုင်းစကိုင်းတိုင်းနေမှာတော့24နာရီအတွင်းမှာမိုးရေချိန်ဟာ30မီလီမီတာအောက်မိုးတင်းတင်းရွာသွန်းနိုင်ကြောင်းခန့်မှန်းထားပါရစေ။အပယ်လာ73ရက်14ရက်15ရက်အတွင်းမှာတော့ ငန်းရည်တံကိုဆွဆွရွရွမခံရတဲ့တိုင်းနယ်ပြည်နယ်တွေများဖြစ်တဲ့ချင်းပြည်နယ်၊ကယားပြည်နယ်၊မကွေးတိုင်း၊ရှမ်းပြည်နယ်၊တောင်ပိုင်းနယ်အရှေ့ပိုင်းတွေမှာတော့24နာရီအတွင်းမှာ30မီလီမီတာနဲ့အထက်နေရာကျဲကျဲမိုးရွာသွန်းနိုင်ပြီးတော့မိုးများနိုင်အောင်မယ်လို့လည်းဆိုပါရစေ။ချင်းပြည်နယ်တိုင်းဒေသတွေမှာတော့ဧပြီလ13ရက်၊14ရက်၊15ရက်အတွင်းမှာတော့30မီလီမီတာအထက်24နာရီအတွင်းမရွာနိုင်တဲ့ မိုးတင်းတင်းရွာနိုင်မဲ့ဒေသတွေဖြစ်တာခံမနေလို့လည်းဆိုပါရစေ။ဆက်လက်ပြီးတော့လည်း weather station ကတိမ်ပုံတွေအရာ ER တွေတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းနဲ့ကရင်နီပြည်နယ်တွေဘက်တော့မိုးများနေမယ်လို့ဆိုပါရစေ။လေကူမှာမွေးကျဲ20မီလီမီတာ3.8လက်မှဖြစ်လာပြီလို့လဲဆိုပါရယ်။ AR တိုင်းနဲ့ပဲခူးတိုင်းဘက်မှာတော့မိုးပုံများနိုင်ပြီးတော့မိုးကျင်တွေကတော့အထက်ဘက်မကွေးတိုင်းစကိုင်းတိုင်းနဲ့ မန္တလေးတိုင်းပတ်နယ်ရွှေနေတာတွေ့ရတယ်လို့အေဖလာ၁၇ရက်ညနေ၄နာရီချိန်မှာမလို့တာသူတေတီအွန်လိုင်းကအသိပေးခဲ့တာဖြစ်ပါတယ်ဆက်လက်ပြီးတော့လည်းအေဖလာ၁၂ရက်နေ့အတွက်မလို့တာခံမှန်းချက်ကိုဖော်ပြပေးပါမယ်ပင်လာပင်လယ်အချင်းလေးကတော့ကပ်လီပင်လယ်ပြင်နဲ့ဘင်လာပင်လယ်အမှာတိမ်သစ်တဲကနေတိမ်ထူတတ်ပါတယ်ပင်လယ်ပြင်အချင်းလေးကတော့ရခိုင်ကမ်းရနဲ့မြို့ဝချုံပေါ်ဒေသတွေမှာလေဟာအနောက်အနောက်မြောက်ဘက်ကနေတနအိုင်ကိုစင်ပိုင်းကနေ -20 ကတိုက်ခတ်လိုက်ပြီးလှိုင်းနှင်းငယ်ကနေလှိုင်းသင်တဲ့ရှိပါတယ် တင်းနိုင်ကံရက်နဲ့မောဒမကွေမှာတော့လေဟာအရှိရှေ့တောင်ဘက်ကနေတနအီကို9မိုင်ကနေ10မိုင်ကန်တိုက်ခတ်လိုက်ပြီးတော့နိုင်နေငယ်ကနေလှိုင်းတင်တဲ့ရှိပါမယ်။မိုးချင်နေကတော့စကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ရောက်တိုင်းဒေသကြီး၊အီရီတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နဲ့မော်ပြည်နယ်မှာနေရာစိစိမိုးထက်ကြုံရွာတော့ပြီးတော့တင်းနိုင်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီးနဲ့ခရနီပြည်နယ်နဲ့ကရင်ပြည်နယ်တွေမှာနေရာကွက်ကြမိုးထက်ကြုံရွာပါမယ်။ နေပူချိန်တွေကတော့မြန်မာနိုင်ငံတဝမ်းလုံးမှာနေပူချိန်ရေရောကြပါမယ်။မြို့ချိန်တွေကတော့မြန်မာနိုင်ငံမြို့ကြဆင်းမှုရောကြနိုင်ပါတယ်ရှင်။ဆက်လက်ပြီးတော့မြန်မာပြည်အလဲပိုင်းမှာနောက်ဆက်တွဲငလင်တွေထပ်မံလှုပ်ခတ်တဲ့အကြောင်းဖော်ပြပေးပါမယ်။မြန်မာပြည်အလဲပိုင်းမန္တလေးတိုင်းနဲ့ပဲခူးတိုင်းမှာတော့အေဘလ17ရက်ဒီနေ့မနက်ကအင်အားသိမ့်သိမ့်ရှိတဲ့မြို့နယ်တွေလှုပ်ခတ်သွားပါတယ်။မန္တလေးတိုင်းသာစီမြို့အနီးမှာဒီနေ့မနက်7:28မိနစ်ကမြောက်အနက်30ကီလိုမီတာကိုဗဟိုပြုတ်ပြီးတော့ရစ်တာစကနေတဲ့သမ9အဆင့်ရှိတဲ့ငလင်လှုပ်ခတ်ခဲ့တယ်လို့မနက်7:00 50ကုမ္ပဏီမှလည်း Meta ကင်9.5အဆင့်ရှိတဲ့အင်အားအသင့်တဲ့ရှိတဲ့ပြည်နယ်တစ်ခုထပ်မံလှုပ်ခတ်ခဲ့တယ်လို့ NUG ကလည်းကြေညာပါဗျာ။မြန်မာတိုင်းတာဆက်တဲ့ဗဟိုချက်ရဲ့အနေအဝေးပေါ်မူတည်ပြီးတော့ငလင်အင်အားပမာဏအနည်းငယ်ကွာခြားမှုရှိနိုင်တယ်လို့လည်းပဲ NUG လူသားချင်းစာနာထောက်ထားရေးနဲ့ဘီအန်ရဲ့ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကဆိုပါရတယ်။ မိုးစလားကတော့ဒီမနက်7:28မိနစ်53စက္ကန့်လောက်ကမက်လာရင်မြို့ရဲ့အရှိအရှိတောင်ဘက်၃မိုင်ခန့်အကွာပဟိုးပြုပြီးတော့ AR Radar Scale 4.9အစင်ရှိတဲ့ငလင်းလှုပ်သွားတယ်လို့လည်းထုတ်ပြန်ပါတယ်။ဒါအပြင်ဒီမနက်7:59မိနစ်29စက္ကန့်မှလည်းပဲဝမ်းမြို့အရှိတောင်ဘက်၅မိုင်ခန့်အကွာအနက်30ကီလိုမီတာကိုပဟိုးပြုပြီးတော့ AR Radar Scale 5.3ညရှိတဲ့ငလင်းလှုပ်ရှားသွားတယ်လို့ဆိုပါတယ်။အလားတူဒီမနက်9:02မိနစ်ခန့်မှာတော့ ကိုးတိုင်တောင်ကုန်းမြို့ရဲ့အနောက်မြောက်ဘက်73မိုင်အနက်73ကီလိုမီတာလောက်ကိုဗဟိုပြုပြီးတော့အင်အားရတာစကနေရသမာ3အစင်းရှိတဲ့မင်းလေးလှုပ်ခတ်သွားလို့မနေ့ကမနက်9:23မိနစ်လောက်ကလည်းပဲအင်အားရတာစက3.4အစင်းရှိတဲ့မင်းလေးတောင်ကုန်းမှာလှုပ်ခတ်သွားပါတယ် မနေ့ကည7:48မိနစ်55စက္ကန့်လောက်ကလည်းပဲမန်လေးမြို့ရဲ့အနောက်မြောက်ဘက်9မိုင်ခန့်အကွာဗဟိုပြုပြီးတော့အင်အားရတာစကေ3.8အဆင့်ရှိတဲ့ငလျင်လှုပ်သွားပြီးဒီငလျင်နေနဲ့ပတ်သက်ပြီးနောက်ဆက်တွဲလူတွေထိခိုက်ပျက်စီးမှုတွေကိုတော့သတင်းမသိရသေးပါဘူးမက်လာ28ရက်ကပြင်းအားအင်အားရတာစကေ9.8အင်အားရှိတဲ့စကိုင်းငလျင်လှုပ်ခတ်ပြီးတဲ့နောက်နေ့စဉ်တို့လိုနောက်ဆက်တွဲငလျင်လေးစက်တိုက်လှုပ်ခတ်နေတာဖြစ်ပါတယ်အေဗလာကိုရန်နေအမေရိကန်ဘူမိပေရာလိလာရဲ့အဖွဲ့ USGS ရဲ့ခံမှန်းချက်တွေရ ်ဘက်တဲအင်အားရက်တာစကီ၅ထပ်ရှိတဲ့နောက်ဆက်တဲလင်းငလင်းဖြစ်ပေါ်နိုင်ခြေကတော့၄၂ရာခိုင်နှုန်းရှိပြီးတော့နောက်တစ်ပတ်အတွင်းရက်တာစကီ၃ထပ်အထပ်ရှိတဲ့နောက်ဆက်တဲငလင်းငယ်အချိန်160ထိဖြစ်ပေါ်နိုင်တယ်လို့လည်းခန့်မှန်းထားပါတယ်ရှင် ဆက်လက်ပြီးတော့လည်းငလင်ကြောင့်ပျက်စီးခဲ့တဲ့အင်းဝါတရားရဲ့လက်ရှိမြင်ကွင်းကိုဖော်ပြပေးပါမယ်။စကိုင်းတိုင်းနယ်မန္တလေးတိုင်းကိုဆက်သွယ်ထားရုံမကမန္တလေးနယ်ကချင်ပြည်နယ်ထိဆက်သွယ်ထားတဲ့ရထားလမ်းကြီးရှိတဲ့တရားလည်းဖြစ်ပါရယ်။မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်ပဲတရားကြီးပျက်စီးခဲ့ရတာပါ။1934ခုနှစ်မှာဗြိတိရှားတို့တိစောက်ခဲ့တဲ့တရားဖြစ်ပါရယ်။ဒုတိယကမ္ဘာစစ်အတွင်းဂျပန်အဝင်အင်္ဂလိပ်အပြင်မှာဗြိတိရှားတပ်တွေကတရားကြီးကိုဖောက်ခွဲဖျက်ဆီးခဲ့ပါရယ်။မြန်မာပြည်လွတ်လပ်ရေးရပြီးတော့1954ခုနှစ်မှာတော့ တရားကြီးကိုပြန်လည်ပြင်ဆင်တည်ဆောက်ခဲ့တယ်လို့လည်းသိရပါဗျ ,1990 ခုနှစ်မတိုင်မီအထိတခုတည်းသော AR မြစ်ကူတရားကြီးဖြစ်ခဲ့ပါဗျ။အင်းဝတရားဒါမှမဟုတ်စကိုင်းတရားကိုကိုဗစ်ကာလကလေးကဖြတ်တန်းသွားလာခွင့်ပိတ်ထားတာကြောင့်ငလင်ကြောင့်ပျက်စီးတဲ့အချိန်မှာလူထိခိုက်သေဆုံးမှုမရှိခဲ့ပါဘူး။လက်ရှိမှာတော့အင်းဝတရားရဲ့ဘေးမှာကရက်တီရှိတည်ဆောက်ထားတဲ့ AR တရားရတနာဘုံကနေဖြတ်တန်းသွားလာခွင့်ပေးထားတာလည်းဖြစ်ပါရဲ့ရှင်။ ဆက်လက်ပြီးတော့ဘန်ကောက်မှာရှိတဲ့ပြူကြတိုက်အောင်ပိတ်မိသူနှစ်ဦးထံကိုအောက်ဆီဂျင်ပို့လွှတ်တဲ့အကြောင်းဖော်ပြပေးပါမယ်။အင်အားပြင်းကန်တဲ့အကြောင်းပြူကြခဲ့တဲ့ဘန်ကောက်မြို့ chest to chest ရှိစားလုံးစဲနိုင်ငံတော်စင်းစစ်ရုံဆုံးပြီးအောက်မှာပိတ်မိနေတဲ့သူနှစ်ဦးကတော့အသက်ရှင်နေတဲ့အခြေအနေရှိနေလို့ဥမေလှိုင်ကောင်းအတွင်းကိုကယ်ဆယ်သွားတွေကအောက်ဆီဂျင်ပို့လွှတ်ကကယ်ဆယ်လုပ်ငန်းတွေဆောင်ရွက်နေတယ်လို့ထိုင်းသတင်းတွေကဖော်ပြပါရတယ်။ဒီဆုံးပြီးအောက်မှာ ဒီနေ့မနက်ပိုင်းဖုံးမိအချက်ပြမှုတွေ့တာကြောင့်ရှာဖွေကယ်ဆယ်မှုတွေပြုလုပ်နေရမှာအသက်ရှင်နိုင်ခြင်းရှိတဲ့သူနှစ်ဦးကိုအနီးအသက်ရှင်နိုင်ခြင်းရှိသူနှစ်ဦးကိုအနီးအောက်ရောင်ခြင်းနဲ့ရှာတွေ့ထားပြီးဥမေလှိုင်ကောင်းထဲကိုဖွဲ့ဖို့ကြိုးစားနေကရှာတွေ့ဖို့90ရာခိုင်နှုန်းလောက်မျှော်လင့်ချက်ရှိတဲ့ကြောင့်ကယ်ဆယ်မှုတွေကဆိုပါတယ်